မင်္ဂလာပါရှင်။ DVB ရုပ်တံအမြတ်တမိစကားဝိုင်းနဲ့ကြိုဆိုပါရစေ။ဒီနေ့ချမပြောမယ့်ခေါင်းစဉ်လေးကတော့ From Here to Eternity ရဲ့အဲဒီခေါင်းစဉ်လေးကတော့ချမအမတန်နှစ်ချိုက်တဲ့ဒီဇလန်ရဲတစ်ခုကနေပြီးတော့ယူထားတဲ့ဒီရုပ်ရှင်ခေါင်းစဉ်လေးပါပဲ။သူကအရန်တိမ်မွေပြီးတော့နဲ့လဲနဲ့နေပါလေ။ဟုတ်ကျမတို့ပြောမယ်ဒီ model လောကအကြောင်းအရာလေးရလေးပဲနည်းနည်းတိမ်မွေးတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းပဲ ရတဲ့အချိန်လေးမှာပြောတဲ့အကြောင်းအရာလေးကတော့ဒီကနေ့လက်ရှိကလည်းဖြစ်နေတဲ့အကြောင်းအရာလေးပါရှင်။စီစဉ်ကိုအမေရိကန်နိုင်ငံနေပြီးထုတ်လုပ်တဲ့ဒီ Palmas A ပြားကုတုံးအစီအစဉ်နေပြီးတော့တာဝန်ယူပံ့ပိုးထားတာဖြစ်ပါလေရှင်။ Palmas A ပြားကုတုံးအစီအစဉ်ဆိုလို့ရှိရင်တိတ်ပတ်နီးကြဖော်ထုတ်ထားတဲ့အတွက်ဘယ်လိုအသားအရင်မျိုးမဆိုကြားမှမြွေကိုခန္ဓာအနှံ့ပြားမှာအသုံးပြုလို့ရပါလေရှင်။အသေးစိတ်သိကျင်နေဆိုလို့ရှိရင်တော့ကျမတို့ဒီ Blue Ribbon Trading Company Limited ကိုဆက်သွယ်လို့ရပါတယ်။ဖုန်းနံပါတ်ကတော့01 9000887နောက်တစ်လုံးကတော့09 9740 69688ကိုဆက်တွေ့ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ ုတ်ကဲ့ပါအခုပထမဆုံးကျွန်မဟိုဖိတ်ခေါ်ခြင်းနဲ့ဟိုအမျိုးသမီးနှစ်ယောက်ရှိပါတယ်ရှင်အဲဒီဖက်ကတယောက်ကတော့ honey moon လို့ခေါ်ပါတယ်ရှင်ဟယ်လိုမင်္ဂလာပါ honey moon ကကြတော့ तू ကဒီမှာနေရတူမဟုတ်ဘူးရှင်အဲ့မဲ့သူကမြန်မာမျိုးသမီးပါပဲသူကစင်ကာပူမှာသူက M Queen Organization Private Limited ဆိုရက်သူဒီအာ model လေးပေါ့နော်ခေါ်ယူပြီးတော့ဒီပွဲစီစဉ်ဖို့ဟို ဒီ organize လုပ်တဲ့ organizer တယောက်ဖြစ်ပါတယ် MD လည်းဖြစ်ပါတယ်ရှင်ဆိုတော့အဲဒီဖက်တမီးလေးကတော့ဘာပဲဖြစ်ဖြစ်ညမပြည့်ရဲ့ပြည့်တက်အလဲကုန်တီးပြီးသားဖြစ်ပါတယ်သူကအဲထားထက်ထက်နော်ဟုတ်ကဲ့ထားထက်ထက်ဆိုလို့ရှိရင်သူကဘာရထားလဲဆိုတဲ့ခါကျတော့ ဒီတိုက်တယ်လို့ခုတူရဟာတယ်အဲ့တိုက်တယ်လားနော်ကဲတမီမိတ်ဆက်လိုက်ပါအောင်တမီကတိုက်တယ်လေဟုတ်ကဲ့အားလုံးမင်္ဂလာပါရှင်ထားထက်ကတော့ Miss Grand မြန်မာ2013မှာ Miss Grand International 2013မှာ People Choice Award နဲ့ Popular Award ရထားရတူပါရှင်ဒါမှ तू ကအဲ့ဒါနေမဟုတ် तू ကအရင်2005ခုလောက်ကလည်းပဲဒီမြန်မာလက်ရေးစင်ဂျွန်မမေလည်းသူဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့ပါဟုတ်ဆိုလို့ရှိရင်လက်ရှိ तू ကရုပ်ရှင်ကား9000ရိုက်နေပြီဟုတ် ဒီဗမာပြည်မှာမော်ရော်လောကမှာတချို့လည်းမော်ရော်နဲ့ရက်တည်သွားတာရှိတယ်။တချို့ကြပြန်တော့လည်းတရုတ်ဆောင်ဖက်ကူသွားတာရှိတယ်ပေါ့နော်။သူကတော့မော်ရော်လန်းလုပ်တယ်တရုတ်ဆောင်နဲ့သူလုပ်နေတာပေါ့နော်။ဒီမော်ရော်ခေဦးမတိုင်လေးခင်မှာပဲဒီမော်ရော်လောကဆော့ဆော့တော့ဒီသူတို့ကမြမရင်ကျေးမှုဆိုတာကြီးနဲ့သူကအဲ့ဒါလေဟိုပေါ့နော်ဟိုအချောင်းပြချက်နဲ့မလုံရဲကြအောင်။ဒါပေမဲ့လည်းပဲ နေဗရာဟိုတယ်မှာပေါ့တော့ Mrs. D ပေါ့နော် Mrs. D ပြိုင်ပွဲတွေကျင်းပပေးခဲ့တာလေးတွေပြောစရာလည်းကောင်းပါတယ်။နောက်အင်းအောင်ရှင်မျိုးသမီးတွေလည်းဖြစ်တယ်တက်လက်ပိုင်းလည်းဖြစ်တယ်။ဒါပါလဲဆိုတဲ့ခါကျသူတို့ကသူတို့ရဲ့ဒဂွေဒဂါရပေါ့နော်သူတို့ရဲ့ဒီတန်ရှင်းမှုတွေသူတို့ရဲ့ skin တွေထိမ့်သိမ်းထားတာတွေသူတို့အသက်ကလူလပိုင်းလေးဖြစ်လာတယ်ဆိုပေမဲ့လည်းပဲသူတို့ခန္ဓာကိုယ်အချိုးအစားသူဘလို့ထိမ့်သိမ်းနေတယ်ဆိုတာလေးကိုလည်းပြိတ္တတွေလည်းဟိုတင်ပြစီခြင်းနဲ့အနေထားနဲ့နောက်နောက်လာနောက်သားဒီ ဟိုအမျိုးသမီးတွေပေါ့နော်ပစ္စလကမငင်ဖို့လို့ပါတော့ပေါ့နော်ဒီရွယ်ချက်ကလေးတွေလည်းဒါမျိုးတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့လည်းပဲတိတ်ပုံပွင့်လင်းလင်းကြီးမရှိဘူးအဲ့ခါကျတော့ဘာလုပ်လဲဆိုတော့ဟိုကြွကြွကြကြားပေါ့နော်အိမ်နေမှာပေါ့နော်ဒီခြံနေထဲမှာမော်ဒယ်အဲ့လိုမျိုးရှိုးလေးကျင်းပါတော့လည်းတွေ့ရပါတယ်နောက်ပိုင်းကျတော့ဘာလို့ဖြစ်လာလဲဆိုတော့ခေရစီချောင်းကလွန်ဆန်လို့မရပါဘူးရှင်ခေရစီချောင်းတောင်းဆိုလာတဲ့အမြဒီမှာဘာဖြစ်လာလဲဆိုတဲ့ခါကျတော့ John Wayne เนาะ နောက်တစ်ခုတခါကိုချိုကြီးတို့တခါမစ္စတာဘရိုင်နဲ့တင်မိုးရင်တို့သူတို့ဦးစီးတဲ့ model agency ကြီးတွေအခိုင်အမာသူတို့ကတည်ဆောက်လာခဲ့ကြတယ်ရှင်ဒီ model agency ကြီးရဲ့ကျေးဇူးလို့လည်းပြောလို့ရတယ်ဒီနေ့ထိသူတို့ကရှိနေတယ်ဒီနေ့ထိလည်းရပ်တည်နိုင်တယ်ဒီနေ့ထိ model လောကကိုသူတို့ကပဲဥဆောင်လာခဲ့တဲ့အတွက်သူတို့တွေကတကယ်ကို model လောကရဲ့ဖေကြီးတွေအမေကြီးတွေကိုခေါ်လို့ရတယ်ရှင်ဆိုတော့သူတို့တွေကလည်းအဲ့လိုပဲရှင် promotion နေနဲ့ဒီ launching နေနဲ့သူတို့ကဒီ မော်ဒယ်လေးပွဲထုတ်လိုက်တာသူတို့စီမံဆိုလို့ရှိရင်တကယ်ကိုပဲဟိုနာမည်တအားကြီးွားတဲ့မော်ဒယ်လေးအများကြီးရှိပါတယ်ရှင်ခုတဖြည်းဖြည်းနဲ့ဒီမြန်မာနိုင်ငံမှာအဲ့လိုကနေပြီးတော့ဒီခေတ်ပိုင်းဘာတွေရောက်လာလဲဆိုတဲ့ခါကျတော့နိုင်ငံတကာကိုတွားရောက်ပြီးတော့ဟိုရှင်ပြန်ရတဲ့ဟိုဒီမော်ဒယ်လောကနေသားကိုရောက်သွားပါတယ်အဲ့ဒီမှာဆိုရင်ကျွန်မတိလောက်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ beauty pageant 7ထဲမှာပါတဲ့ miss world တို့လို miss universe တို့လို့ Miss Supranational, Miss Earth, Miss International, Miss International Continent ပြီးတော့ Miss Grand. Miss Grand ဆိုထားတတ်တယ်ရလာတယ်။အဲဒီဘောနော်ပြန်ဝဲတွေပေါ့။ဆိုတော့အခုဒါတွေကအခုစမတို့စီမှာရိုးရိုးလိုကလမြန်မာနိုင်ငံထဲမှာမဟုတ်တော့ပါဘူးရှင်။နိုင်ငံတကာဝဲမြန်မာနိုင်ငံကိုစားပြုပြီးတော့မြန်မာရဲ့ဟိုဘောနော်မြန်မာပြည်မှာရှိတဲ့ model လေးတွေကဒီမြန်မာနိုင်ငံကိုဂုံပြုပြီးတော့ဟို မြန်မာပြည်အတွက်ကုစားပြုနေအနေထားရောက်ရှိနေပါပြီအခုကျွန်မဒီနေ့မိတ်ဆက်ပေးထားတဲ့ဒီ Miss Hania ဆိုလို့ရှိရင်လည်းပဲသူကနေပြီးတော့ organizer တယောက်ဖြစ်တယ်သူကလည်းမြန်မာပြည်ထဲမှာဝင်လိုက်ထွက်လိုက်သွားနိုင်တယ်တကယ်တမ်းတော့သူကမြန်မာပြည်မှာမနေဘူးငငယ်လေးကနေသူကစင်ကာပူကျောင်းသွားနေခဲ့တာပါရှင်ဒါပေမဲ့သူကလည်းပဲဒီမော်ဒယ်လောက်ကသူအရန်စိတ်ဝင်စားရတယ်တွိုင်းလိုင်းနဲ့သူဝင်ကြည့်တဲ့ agency တွေကိုလည်းသူသွားပြီးတော့เนาะခင်မင်းကြီးတွေကလည်းသူသွားရောက်တွေ့ဆုံတယ်အဲ့ဒီအနေထားကနေသူကိုနှိုက်ကဒီ 2009 sorry 2016 January လောက်လာမှာသူကနေပြီးတော့ကျွန်တော်ကကမ်ပကိုလောက်ပြီးတော့မော်ဒယ်ဖိတ်ခေါ်ပြိုင်ပွဲနော်စင်ကာပူအတွက်ပါနော် Miss Miss Myanmar Singapore International 2016အဲ့တော့သူကကျင်းပပို့သူကအခု UN နေပါလက်တွေလည်းသူကလုပ်နေပါပြီအခုဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကဆော့ဆော့ကျွန်မပြောခွင့်ရတဲ့အတိုင်း from here to eternity တကယ်ကျွန်မတို့ဒီကနေ့နိုင်ငံတကာကိုရှင်ပြိုင်နေရတဲ့အနေအထားမှာ မော်ဒီမော်ဒယ်အော်ဂနိုက်ဇာတယောက်အနေနဲ့ပေါ့နော်မြန်မာပြည်မှာအခုလိုလာရောက်ကျင်းပရတဲ့ရည်ရွယ်ချက်ကလေးကိုပြည်သက်တွေပြောင်းနေရှင်းပြပေးပါဟုတ်အားလုံးပဲမင်္ဂလာပါဟိုကကျွန်မနာမည်ကတော့အခုလုံးသိကြပြီသားဖြစ်တယ်ဟန်နီမင်းမင်းဖြစ်ပါတယ်ဆိုတော့ကျတော့ဟိုဘာကြောင့်ပေါ့အဓိကဒီနိုင်ငံမှာလာပြီးတော့ဒီ miss ကိုနိုင်ငံခြားကနေလာပြီးလှုပ်ဖြစ်လဲဆိုလို့ရှင်းပေါ့နော်ကျွန်မဒီမြန်မာကိုယ်တိုင်လည်း miss Mrs. တယောက်ဖြစ်ခဲ့ပါတယ်ဆိုတော့ Mrs. ဟိုအခုလဲဒီ August လာမယ့် August မှာ USA ကိုသွားပြီးတော့ဒီ Mrs. ဟို Universe ပြိုင်ဖို့အစီအစဉ်လဲရှိပါတယ်ခေါ်ထားပြီးသားဟိုဟာ nominate ဖြစ်ပြီးသားလဲဖြစ်တယ်ပေါ့နော်ဒါကတော့ Singapore ကနေဖြစ်ထားတာပါ ဆိုတော့ကျတော့ဒါပေါ့ internationally ပေါ့ mystery နဲ့ပတ်သက်ပြီးတော့မြန်မာပြည်မှာလက်ရှိပေါ့ကျွန်မတခါလေကျတော့လေဒါ internet တွေကနေမြင်ရတာတွေပေါ့နော် TV တွေ program တွေစာနယ်တွေ channel တွေကမြင်နေရတဲ့အရာတွေပေါ့တချို့ကျတော့လေရန်ကောင်းပါတယ်ဟိုလုံနေတဲ့နေသားတွေပေါ့နော်ဒီဘာမှမတိုးတက်သေးတဲ့ကာလနေပြီးတော့လူတွေတော်တော်များများခုနပြောသလိုမတ်တင်မိုးလွင်တို့ဆရာဦးချိုဆရာဦးချိုဆိုလဲဒါမမေ့ဆရာပဲပေါ့နော်နောက်ပြီးတော့ဆရာ Mr. Brian သူဆိုလို့ရှင်လေရန်ပဲမြန်မာပြည်မှာလုံးဝ ကမထုံးပေါက်သေးတဲ့အချိန်ကစပြီးသူပြန်သူဝင်လာခြေချပြီးတဲ့နောက်မှာဒါတော်တော်လေးထုံးကားလာတယ်လို့ပြောလို့ရပါတယ်အန်တီတူတူဆိုလို့ရှင်လေသမတို့ဟိုးကလေးလေးဘဝတွေကသမီးနိုင်ငံကမထွက်ခင်ကလေးလေးဘဝတွေကသူကဒီ fashion တွေဒီဟာတွေကိုလှုပ်လာတဲ့ဒါ jazz တွေလှုပ်တယ်ဒီ fashion တွေနဲ့ပတ်သက်ပြီးသူ promo တွေလှုပ်တယ်စာတွေမှာသူတအားရေးတယ်ဘာပြောဒါ support နောက်ကနေ behind ကနေပြီး support လှုပ်ပေးတဲ့အနေထားပေါ့နော်ဒီလိုမျိုးလူကြီးတွေ experience ရှိတဲ့လူကြီးတွေလည်းရှိပါတယ်အဲ့လိုရှိ နေတယ်လို့ဒါမဲ့လက်တလောမှာနိုင်ငံရေးဒီအခြေအနေတွေရနေပေါ့နော်ကလေးတွေဒီအရင်မဲ့ဒီပါလဲပြောရမယ်ဆိုလို့ရှင်ဒါနန်းခင်စရာနေစတာသူက internationally ပြောရမယ်ဆိုရင်နန်းခင်စရာနေစတာပေါ့မြန်မာပြည်မှာမင်းမင်းသိထားသလောက်ဒါဒီဘက်ခင်မှာပြန်ပြီးတော့ဆိုတော့သူကဒီကလေးမှလေတော်တော်တော်တယ်အဲဆိုတော့သူချီလက်ကြီးကျူးတယ်ဘာဘယ်သူမှမ support မလုပ်ထားဘဲနဲ့သူဒီသူ့ကိုသူလုံးဝဒါထွက် ထွက်ပေါက်ကိုသူလှုပ်ပြီးတော့လမ်းကြောင်းကို bridge တစ်ခုလှုပ်လိုက်တာပဲဒါမြန်မာပြည်အတွက်ဒါသူကစံပြတရောက်မြန်မာပြည်မှာဒါမမေ့ရမ်းချီကျူးတယ်သူဆိုတော့အများအားလည်းသူ့အကြောင်းထည့်ပြောလို့ရှိတယ်နိုင်ငံခြားမှာလည်းပြောလို့ရှိတယ် တော့ကြတကယ်လည်းချီချူတယ်သူကအစပြုတ်လိုက်တဲ့အပေါ်မှာအခုကလေးတွေကထိုးပေါက်လိုက်တဲ့အပေါ်မှာဒါ bridge တစ်ခုဖြစ်သွားတာနိုင်ငံသားနဲ့အဲ့ဒီအပေါ်မှာမြန်မာပြည်ကနေကလေးတွေကုံတော့မျက်စိပွင့်နားပွင့်နေပြီးပြီးဒီတချို့ဖုံးကွယ်ပြီးတော့တုံးပိုးရှိုးပုံးရှိုးဖွယ်ရှိုးလုပ်နေရတဲ့ agency တွေဒီ moral ဟို organization တွေကလည်းဟာဒီလိုလုပ်လို့ရပါလားဆိုတော့မြင်ပြီးတော့မှကလေးတွေတအားဖို့ထုတ်ခေါ်ထုတ်ပြီးတော့မှအာတင်တန်းနေပေးပါလေပေးပြီးလှုပ်လျင်းနေကိုဆိုလို့ရှိရင်မင်းတို့မြန်မာပြည်ကကလေးတွေက international miss universe အဆင့်နေတောင်ရောက်ကုန်ပြီ Miss World Miss Universe ခုနအတီတူတူမြင်သိပြောသလိုဒါမင်းမင်းတို့ရဆရာမကြီးလည်းဖြစ်တယ်ဆိုတော့ကြာသူပြောသလိုပဲပေါ့နော်ဒီခုနပြောတဲ့ဒီ7ဒီ top 7တွေမကောက်ဘူးအခြားမင်းမင်းတို့မသိနိုင်သေးတဲ့ဒီ Miss Lok ကြီးမှာအများကြီးရှိသေးတယ်အဲ့ဒီထဲထဲမှာရောက်နေကြတဲ့ကလေးတွေလည်းအများကြီးရှိတယ်အခုဒီလက်တလုံးမှာဆိုလို့ရှင်တာချမ်းလုံးပေါ့သူကလည်း Miss อีกูกูกูလက်ရှိလုံနေတယ်အီဂျစ်မှာဆိုတော့ဒါတွေတွေ့ရတဲ့ခါမှာရန်ဝမ်းသာတယ်ပီတိလည်းဖြစ်တယ် ဒါပေမဲ့အဲ့ဒီမှာဘာတခုပေါ်ကိုဟိုစိတ်တိုင်းမကြတာတော့မဟုတ်ဘူးဒါပေမဲ့လက်တလောဖြစ်နေတဲ့ခရီးစည်းချောင်းနဲ့မှာမျောနေတဲ့အနေထားတခုမှားလားလို့ပြောရင်လည်းအမှားလို့လည်းကိုမထောက်ပြရက်ဘူးဒီကိစ္စတွေလက်တလောဖြစ်နေခုလူတိုင်းက miss 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 ဆိုဟို miss ဒီ miss ဒီ miss ဆိုမင်းမြန်မာပြည်က miss တွေရန်ခစ်စားနေတယ်ဘောနော်အဲ့တော့ဒီ miss ကတော့ဒီ miss ကတော့မမကငါ miss ကဲဆိုလို့ရှိရင်ဒီ miss ကိုလည်းနည်းနည်းမေးကြည့်အောင် ဆိုအတမီးကမြန်မာနိုင်ငံကိုကိုစားပြုပြီးတော့တမီးလေးပါပဲခုတစ်ခုတမီးတဲဆောင်လာပြီးတယ်ပေါ့နော်ဘာပဲဖြစ်မစ်တယောက်ကဟိုဒီမြန်မာလူတို့ကိုကိုစားပြုတဲ့အာဒီရှေ့ဆောင်ဒါမှမဟုတ်လေစံပြဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ဟုတ်ပါဘူးလိုအပ်တယ်ဆိုတော့တမီးကလက်ရှိတမီးမြန်မာနိုင်ငံကိုစားပြုမြန်မာပြည်သူတို့တပီးဘာတွေများတပီးဟိုပေါ့နော်ဒီမစ်ရလာတဲ့ပုံမှာမှတည်ပြီးတော့ဘာတွေလှူရှားပြီးခဲ့တယ် အဲ miss စပြီးတော့ရလာရရပေါ့နော်တမျိုးပြိုင်ပွဲမှာကဒီ people choice award ဆိုရရှဲဒီစုရမယ်ဆိုလို့ရှင် စုတစိတ်လည်းရတယ်လို့ပြီးတော့ဒေါ်လာက စုကြီး3000ရရပေါ့နော်အဲမတော်ပြိုင်ခင်မှာရတမျိုးဆုံးဖြတ်ချက်ချထားရဲကို ဟိုတော့ပြန်ပြီးဒီစုရလာခဲ့ပြိတ္တအားပေးမှုကြောင့်လည်းဒီစုရလာခဲ့ကိုယ့်ရဲ့စူးစမ်းမှုကြောင့်လည်းဒီစုရလာခဲ့ဆိုရှင်ရရဲ့အရာရဲ့အကောင်လုံးထားတဲ့ပြိတ္တကိုပြန်ပြီးတော့အကောင်လုံးပေးဆက်ပါပဲပေါ့နော်အဲ့လိုမျိုးထားတဲ့ကလေးခံပြီးတော့သွားခဲ့ပြန်ရောက်လာတဲ့ခါမှာရရဲ့စုကြီးအကောင်လုံးပရိုက်တာအနေနဲ့အကောင်လုံးလိုက်ပြီးတော့လှုပ်တယ်တချို့ရ Miss နဲ့ပရိုက်တာဆိုတွဲပြီးတော့မြင်ကြရပေါ့နော် Miss ဆိုလို့ရှင်ပရိုက်တာလှုပ်ရမယ်ဆိုရင်နမဒီဒီတစ်ချက်မှာကျတော့ဒီတစ်ခုတည်းမဟုတ်ဘူးပေါ့နော် Miss ဆိုတာက အရာရာအစံပြဖြစ်နေရမယ်ဥမာဒီဒီ miss ကိုသူတို့ကြိုက်တယ်ဆိုလို့ရှိရင်သူရဲ့ role model အနေနဲ့ဒီ miss ကိုတစ်ချိန်လုံးသူတို့လိုက်ပြီးတော့တောက်လျှောက်ကြည့်ကြတယ်သူရဲ့အပြောအဆိုအနေထားအပြုအမူအဝတ်အစားသူရဲ့လုပ်ပုံကိုင်ပုံနဲ့အစားအကုန်လုံးကြည့်ရတဲ့အခါမှာအဲ့တော့ miss တယောက်ဖြစ်လာပြီဆိုရှင်ကိုကလူထုရဲ့အစံပြတယောက်ဖြစ်ဖို့အတွက်ကို့မှာအရေးချင်းအပြေအဝရှိရမယ်နောက်ပြီးတော့ဟိုအဓိကတော့ကိုပြောတဲ့ဇာတ်ကားကမြန်မာပြည်တွင်းမှာလည်းမဟုတ်နိုင်ရင်ခြားရောက်လို့ရှင်လဲကိုပြောတဲ့ဇာတ်ကားက ဟိုကိုယ့်ရဲ့နိုင်ငံကိုထိခိုက်နိုင်မလားပြီးတော့ကိုယ့်ရဲ့ role ကိုထိခိုက်နိုင်မလားကိုယ့်ကိုစံပြထားတဲ့လူတွေကိုမှားယွင်းတဲ့စကားဖြစ်စေမလားပေါ့နော်အဲ့တော့အပြောဆိုအပြုတ်မှုအလောက်ကရင်တခုချင်းစီရဆထားတဲ့ဆိုအမြဲတည်းထားပါရဲ့ကိုယ့်ကိုကိုတေချာကိုယ်ကိုတေချာမသိနိုင်ပေါ့နော်ကိုယ့်ကို role model တယောက်အနေနဲ့ထားတဲ့ predator ဆိုတာရှိမှာပေါ့နော်ရှိရခါကျကိုယ်လုပ်တဲ့အရာတိုင်းကိုသူတို့ light လောက်တာမျိုးရှိမယ်အဲ့တော့ကိုကအရှိရအနေမှာမှားလို့အရေးကြီးအဲ့တော့ထားတဲ့ဆို အပြောဆိုအပြုမှုသွားလာရတာအမြင်ဆင်ခြင်မျိုးနေထိုင်ပါအဲ့တော့တမီးနိုင်ငံတကာမှာတမီးရောက်ခဲ့တယ်ဟမ်ဟုတ်အာအာထိုင်းနိုင်ငံဟုတ်ဘန်ကောက်မှာပါရှင်ဘန်ကောက်ဆိုတော့ဘန်ကောက်မှာလည်းဘာပဲဖြစ်ပေါ့လေကိုယ်ရင်ချမ်းချာသွားရတဲ့ဘောပဲပေါ့အဲ့မှာမော်တော်တယောက်ရဲ့ဟိုအနေနဲ့ပေါ့နော်ဘလို့အားသာချက်ကလေးတွေ့ရလဲဘလို့အားနည်းချက်ကလေးတွေ့ရလဲပေါ့ဟိုကိုကိုကိုဒါကိုစုံကိုစားထုတ်ပြီးတော့ပြန်ရတဲ့အချိန်မှာဟုတ်ကဲ့ဟုတ်အဲ့တော့ဟိုတမီးရဲ့မြန်မာလေးတွေအမတွေလည်းမရောက်ဘူးတဲ့တူတူပေါ့နော်တည်အောင်လည်းတမီးရဲ့ ဘုဒ္ဓတာလေးနည်းနည်းလေးရှင်းပြပေးပါဟုတ်ကဲ့အာသချက်အားနည်းချက်ဆိုအာသချက်ကိုတော့အရင်ပြောပြချင်တယ်ပေါ့နော်အာသချက်ကကျတော့ကိုရီးယားထားတဲ့အနေနဲ့ဆိုရင်တော့ထားတဲ့ငငယ်ရဂျွမားတမဂျွမားမယ်တယောက်ဖြစ်ခဲ့မြန်မာနိုင်ငံလေဝေးစင်အနေနဲ့ပေါ့နော်နိုင်ငံခြားမှာသွားပြီးပြိုင်ခဲ့ငငယ်လေးကနိုင်ငံခြားမှာသွားနေရတဲ့အခါကျတော့ကိုကိုကိုကဖြစ်ရှင်းနေတယ်ဟုတ်ယုံကြည်မှုရှိပြီးသားရှိရပေါ့နော်ကိုကဒီ team work နဲ့ပတ်သက်လို့ရှိရင်လည်းယုံကြည်မှုရှိပြီးသားကိုကိုကို self confidence ကလည်းအပြည့်အဝရှိပြီးသားပြီးတော့နိုင်ငံခြားအတွေ့အကြုံနဲ့ရှိနေပြီးသားဆိုတဲ့အခါကျလူ ူကျသူတို့နိုင်ငံတွေအကုန်လုံးစုံတဲ့အချိန်မှာကိုကရဲရဲတင်းတင်းနေရဲပေါ့နော်ဒါပေမဲ့တခုအားနည်းချက်တခုအိုက်ကြရဲမှာမြန်မာဆိုရဲဟာကိုနိုင်ငံနိုင်ငံမတိကြဘူးမတိကြရဲအခါမှာဒီ miss ဆိုတာထားတဲ့တော့2013ဆိုတော့နိုင်ငံစီကပြိုင်ပြီးနောက်တစ်နှစ်မှာဆိုတော့ဒါတိတ်ပြီးတော့မတိကြသေးဘူးမြန်မာမတိရဲအခါကျသူကအရန်နေကြရဲပေါ့နော်မတိဘယ်နိုင်ငံလည်းမတိဘူးပေါ့နော်အဲ့လိုမျိုးဆိုအဲ့ချိန်မှာကို ိတ်ဓာတ်နည်းနည်းလို့ကြာရတဲ့အခါမျိုးရှိရဲ့ဒါပေမဲ့ကိုယ်နောက်မှာပြည်သူလူထုတစ်ခုလုံးရှိရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်အဝရှိရဲ့ရှိရတဲ့အခါကျကိုယ်နိုင်ငံကိုတည်လာအောင်ကိုယ့်အရေးချင်းအကုန်လုံးထုတ်ပြရတဲ့အခါကျသူတို့ကိုယ်ကိုလေးစားမှုရှိလာရဲ့အဲ့ဒီအချိန်မှာပို့ပြီးတော့ဟိုကိုယ့်ကိုယ်ကိုယုံကြည်မှုပို့ရှိစေရပါတော့နော်ဟုတ်အဲ့သူပြောတဲ့ပုံမှန်မျိုးတည်ပြီးတော့တမိပဲအန်ဒီဗန်နည်းနည်းမျိုးထုတ်ချင်ပါတော့နော်ဟုတ်ကဲ့ပါ